ဒါလေးကိုရုပ်ဆိုးတယ်လို့ပြောကြသူတွေကိုတဲဝင်လိုက်တဲ့ဖက်တီမာဖျားထဘနာအတွက်စူဆောင်းပစ္စည်းများလှူဒန်းခဲ့တဲ့ဆုထက်လိုက်တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်ပွန်နေကျော်သက်ဒါလေးကိုရုပ်ဆိုးတယ်လို့ပြောကြသူတွေကိုတဲဝင်လိုက်တဲ့ဖက်တီမာဖက်တီမာကတော့ဒါလေးကိုပုံမွေးသလိုမွေးထားရသူတူပါဖက်တီမာကဒါလေးကိုသူများတွေလုံးနေစီလာစီမွေးဖွားခဲ့တာမဟုတ်ပဲကိုဝင်ခုနလာမှာရေမွာပေါက်ပြီးအေးပေါ်ခွဲမွေးလိုက်ရတာပါ ။မွေ့မွေ့ပြီးချင်ပါပဲ။သားလေးကိုမတွေ့ရပဲစီးအောင်ရဲ့တီတန်းခန်းထဲကမှန်ပေါင်း6ထဲမှာပဲ25ရက်လောက်စိတ်ကူထားရတာပါ။စိတ်ကူနေစဉ်အချိန်တွေမှာလဲဆရာဝန်ကအချိန်နဲ့မကမှုမရတော့ဘူးလို့ပြောလိုက်။တမကငူလိုက်နေ။သားဖြစ်သူကို3ခါလောက်အသက်ကယ်ခဲ့ရတယ်လို့ဖက်တီမာကဆိုပါတယ်။ကန်ကောင်လုံးလို့သားသားလေးကရှင်သန်ခဲ့ရတာပါ။စီယုံကဆရာဝန်တွေလဲတော်လို့ဒီလိုအခြေအနေကနေတော့ရအောင်ကယ်နိုင်ခဲ့တာပါ။ အစကတော့ဖက်တီမာကသူပါရာသူရေမွာစိမ့်ပေါက်တယ်ဆိုတော့ရိုးရိုးလေးပဲထင်တာနှစ်လစောပြီးအရေးပေါ်ခွဲမွေးလိုက်ရတာမယုံနိုင်ဘူးလို့ပြောပါတယ်သူမတွေ့သားဦးလေးဆိုတော့လဲဘာမှမသိတာသဘာဝကြပါတယ်အခုဆိုရင်စယုံကဆင်လာတော့တားဖြစ်သူကအရန်ကိုကျမ်းမာနေပြီးအဲဒါကြောင့်သူတော်တော်လေးကျေနပ်နေတယ်လို့လဲပြောပါတယ်တိုင်းမဲလေလာမစီပဲမွေးဖွားလာရလို့ပုံမှန်ကလေးတွေနဲ့မတူပဲ क्वे ပြနေတဲ့တိုင်းငယ်လေးရဲ့ရုပ်ရည်ကြောင့်လူတွေကမဆာမနာပြောနေကြလို့ဖက်တီမာဒေါ်တာတွေထွက်နေရပါဘူး မိခင်ကတော့ကုကလေးဘာယိုလေးပဲဖြစ်ပါစေအလဆုံးလို့ထင်နေတတ်သူဆိုတော့အခုလိုပြောရေကဖက်တီမာကိုထော်သားထွက်စီရာမဆမ်းပါဘူးဖက်တီမာကတော့ဒါလေးကိုကိုဝင်စားရှိကလေးကစားဝတ်နေရေးအဆင်ပြေလာတာပါသူမဘွားရဲ့လက်ကီးလေးပါအဲဒါကြောင့်မင်းစာလေးနဲ့တူတယ်လို့မပြောချဖို့ပြောလိုက်ပါတယ်တိုက်ခိုက်ချင်းရင်သူမကိုပဲတိုက်ခိုက်ကြပါဆိုပြီးလဲထဲပြောပါသေးတယ်နင်တို့ရုပ်တွေကဘလောက်လာနေလို့လဲဆိုပြီးလဲထဲဝုံထားပါသေးတယ် မိခင်ဆဲအပြင်နဲ့ကောက်ွယ်ပေးတတ်တဲ့ဖက်တီမာရဲ့စိတ်ထားလေးကတော့လေးစားစရာတော်တော်ကောင်းလာပါတယ်။ဖျားထဘနာအတွက်စူဆောင်းပစ္စည်းများလှူဒန်းခဲ့တဲ့ဆုထက်လိုင်းပရိသတ်စစ်တော်တေယောဆောင်ဆုထက်လာဟာသူမရဲ့စူဆောင်းထားတဲ့လက်ဝတ်လက်စားတွေကိုတန်လျင်ကြောက်တန်းရဝိုင်းလေးကြောင်းတိုက်အောင်တော်မူဖျားဘူဖျားစီတီတော်ဒီတော်တင်ပွဲမှာဖျားထဘနာအတွက်ပါဝင်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ ဒီလူတန်းမှုနဲ့ပတ်သက်ပြီးစုထလိုက်နဲ့တွေ့ဆုံမိမြန်ခေယာမှာစိတ်ဝင်တစားအကြောင်းအရာတွေကိုပြောပြခဲ့ပါရီစုထလိုက်ဟာဖျားတဲဖို့အတွက်နှုတ်ပညာကြီးတွေကိုတည်တန့်ဖဲပြီးစုဆောင်ခဲ့တယ်လို့ဆိုပါရီဖျားတဲဖို့နီလာတဲ့အချိန်မှာဂျမရေးချိုရင်းတာအနောက်ရှက်အတိုက်ခိုက်ရှင်နိုင်လို့အဓိဋ္ဌာန်ဝင်ခဲ့ပါရီရတဲ့နှုတ်ပညာကြီးတွေကိုဖျားတဲဖို့ဆိုပြီးတည်တန့်ဖဲပြီးစုခဲ့တာပါလို့သူမကအရှင်းပြပါရီ ဒီလိုစိန်ခေါ်မှုတွေကြားကနေဖျားတဲချင်းမှုမှာပါဝင်နိုင်ဖို့သူမဘလောက်ထိစူးစမ်းအထောက်ခဲ့ရတယ်ဆိုတာကိုမြင်သာစေပါတယ်။လူတန်းခဲ့တဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့တော့ချစ်ကုပ်ပြီးစူးစမ်းထားတဲ့ပစ္စည်းလေးတွေကိုလည်းဌာပနာထဲထည့်ဖြည့်ခဲ့ပါတယ်လို့ဆုထလိုင်းကပြောပါတယ်။ဒါရီကတော့သူမပိုင်ဆိုင်တဲ့လက်ဝတ်လက်စားလေးတွေ၊ကြောက်လေးတွေနဲ့ရှီလော့ကက်တီးတွေဖြစ်တယ်လို့သိရပါတယ်။ကိုရန်ချင်းနဲ့စာနဲ့စူးစမ်းထားတဲ့အဖို့တန်ပစ္စည်းတွေကိုဖျားဌာပနာဖြစ်လူတန်းခဲ့တဲ့ပုံ။ ။တမိုင်း PT ကိုလည်းပြောပြခဲ့ပါရယ်။ဘူဖျာစီတီတော်နဲ့ကန္တကူတီတိုက်ကိုပါလှူဒန်းခဲ့တာပါ။ဆွတ်ထလိုင်းဟာဒီကြိမ်မှာဒီတော့တင်ပွဲအတွက်ထပ်နာလူဒန်းယုံသားမကပဲ။တန်လင်းကြောက်တန်းမှရှိတဲ့ဘူဖျာစီတီတော်နဲ့ကန္တကူတီတိုက်ကိုပါလှူဒန်းခဲ့တာဖြစ်ပါရယ်။ပေးတဲ့တွေရဲ့အားပေးမှုကိုအမြင်ရရှိနေတဲ့စုထလိုင်းရဲ့ဒီလိုကုသိုလ်ဖြစ်လုပ်ငန်းတွေမှာပါဝင်လူတက်မှုကပေးတဲ့တွေအတွက်ရောတမတ်အတွက်ပါစိတ်ချမ်းသာမှုကိုရရှိစေမှာဖြစ်ပါတယ်။ ။တမရဲ့အလူကိုတာတုခေါ်သွားကြပါအောင်နော်။တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်ပွန်နေကျော်သက်အုံနောက်သွေးကျော်ပြက်ပြီးစင်းအောင်မှာပဲကွယ်လွန်။တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်ပွန်ဖြစ်သူကိုနေကျော်သက်ဟောင်းဒီကနေ့မနက်၁၇နာရီမှာကွယ်လွန်သွားခဲ့ပါရီ။ဒီသတင်းနဲ့အတူပွင့်နေဒီမောင်ဟာသူ့ရဲ့လူမှုကွန်ရက်ဆာမနာမှာ profile ပုံကိုအနက်ရောင်ပြောင်းလဲခဲ့ပြီးဝန်ထမ်းချောင်းဖော်ပြခဲ့ပါရီ။သူမဘီမှာနှစ်အကြာကြီးအတူရှိလာခဲ့သူဆိုတော့ယူကျုံးမရဖြစ်နေရှာပါရီ။ ငငယ်ရဲ့ပိုင်းကမှပွင့်နေဒီမောင်ရဲ့မိခင်ဖြစ်သူခြေရာတက်ဖက်အကျော်ပြောပြီးထောက်လို့မရတော့တာကြောင့်စပယ်ကြီးတဲချေအေအစ်စ် လိုက်ရှာနေရတရားပါသေးတယ်။အခုလောမိခင်ချမကြီးမကောင်းတဲ့ကြားကခင်မွန်းဖြစ်သူဆုံးပါသွားတဲ့အတွက်ပွင့်နေဒီမောင်အတွက်ဖြီမစင်နိုင်တဲ့ဝန်ထဲကြေကွယ်မှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ကိုနေကြတဲ့ရဲ့နိုင်ကိစ္စနဲ့ပတ်သက်ပြီးပွင့်နေဒီမောင်ကမီဒီယာတွေကိုအခုလိုမြစ်တာရိုက်ခန်းထားပါတယ်။ကိုနေကြတဲ့နိုင်ကိစ္စနဲ့ပတ်သက်၍ကူးယူဖော်ပြခြင်းမပြုပါရင် ဆာဗနာရီလည်းဓာတ်ပုံဗီဒီယိုများထားရောက်ရိုက်ကူးချက်မပြူပါရန်မြစ်တာရခန့်အပါရင်ရှင်ဆိုပြီးတောင်းမန်စကားဆိုထားတာပါခင်မွန်တဲ့ရနိုင်တဖက်ရှိနေရတော့မိခင်ကျမရဲ့အတွက်စပကြီးသေးချေကိုရှာဖွေနေဆဲဖြစ်ပါတယ်ပွင့်နေဒီမာရဲ့မိခင်ကတော့လေဖြတ်တဲ့အထိမဖြစ်သေးပေမဲ့ခြေတော်တဖက်ကအကျော်ရီပြောပြီးထောက်လို့မရသေးဘူးလို့သိရပါတယ်လက်ရှိမှာဆရာဝန်နဲ့လည်းပြသနေပေမဲ့မြမစီနီနဲ့ပါကုသချင်တာကြောင့် စပတ်ကြီးတဲချီရစ်ဘယ်မှာဝင်လို့ရလဲဆိုတာကိုလည်းဒီမှာကဆက်လက်မေးမြန်းရှာဖွေနေဆဲဖြစ်ပါတယ်။ပွနဒီမှာတယောက်ဒီလိုခက်ခဲတဲ့ကာလတွေကိုကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။